โอเคမင်္ဂလာပါအဲကျွန်တော် CDS ကွန်ပျူတာနေပြန်လည်ကြိုဆိုပါရစေဟုတ်ကျွန်တော်ဒီတစ်ခေါက်သင်ပေးမဲ့သင်ခန်းစာဘာလဲဆိုကျွန်တော်တို့အခုသင်နေတဲ့ဟာတွေပဲကျွန်တော်တို့ဒီမှာကြည့် list တွေ travel တွေ search တွေ dictionary တွေဟုတ်ပြီလားအားတွေဒီကျွန်တော်တို့ data structure သဘောတရားပဲ data structure data တွေကိုကျွန်တော်တို့ထိမ့်သိမ့်နေတဲ့ပုံစံ data တွေကို structure တိဆောက်ထိမ့်သိမ့်နေတာဟုတ်လား variable ဆိုရိုးရိုး variable ဆိုရင် name ပေးတယ် memory location ယူတယ်ကိုကြတဲ့ data type string or numbers or boolean ကြိုက်တာတင်လို့ရဟုတ်ကဲ့မလားဒီကောင်တွေကကျတော့ဒီ list တွေကကျတော့ variable name တခု memory location တခုမှာကျွန်တော်တို့ဗာ data တွေကိုကျွန်တော်တို့အစင်တိုင်းမှာလောက်တော့အများကြီးတင်လို့ရ multiple data တွေကိုတင်တယ်တင်ပုံတင်ကြီးကိုကြွားပြီးတော့ကျွန်တော်တို့ဗာနေကြွားတယ်နော် list တွေကြွားနေဟုတ်ကဲ့နော် dictionary တွေ dictionary key value စုံနေတင်တယ်ဟုတ်ကဲ့နော်ကဲဆိုရင်တော့ကြည့်မယ်ဒါ trouble နဲ့ dictionary ကတော့ပြောတော့သူရဲ့ဒိဗယ်လေးဒါထပ်ပြီးကျွန်တော်ရှင်းပြတာ trouble ဆိုရင်ဘယ်လိုသိဘယ်လိုနေရာမှာသုံးမလဲဒါအချင်းကြုံနေပါနော် တကယ်ဘလူနေရာတွေအသုံးမလဲဘလူနေရာတွေမှာသုံးသင့်လဲဆိုတာကျွန်တော် application များများရေးမှပေါ်လာမှာဟုတ်ကဲ့ trouble ဘလူဟာမျိုးလဲဆိုတာ beginner အနေနဲ့လက်တန်းဘယ်ချိန်ကောက်မိလဲသိနေရမယ် okay မလား dictionary လဲလို့ပဲ dictionary ကဘလူကောက်မျိုးလဲဘလူလုံးလုံးတာလဲ dictionary ကိုဘလူနေရာမှာဘလူအခြေအနေဘလူ situation မှာသုံးသင့်တာလဲဆိုတာခါတပိုင်း okay မလားခဏတော့ကျွန်တော်ထပ်ပြောမယ်ဒီမှာတော့ကျွန်တော်တို့ တခြား programming language တွေမှာတော့ d data structure stat d qeue q ပြီးရင် devel n နဲ့ q ဆိုတဲ့ dq အဲ့ကောင်နေဒီကျွန်တော်တို့ default အနေနဲ့ suppose လုပ်တယ်ပေါ့ဗျာနော် python မှာတော့ cancel ဆိုပြန်အဲ့ suppose မလုပ်ဟာ suppose မလုပ်ပေမဲ့ stat ဆိုတဲ့ data structure သဘောတရားဘယ်လိုဟာလဲအဲ့ကိုပိုင်လုပ်ယူလို့ရတယ်ဟုတ်ကဲ့ stat ဆိုတာကိုပဲအရင်ဆုံး stat ကိုဘာလာပြန်လဲ stat ဆိုအထက်ဟိုကျွန်တော်တို့လဖိတ်တယ်မှာသူတို့လဖိတ်တိုင်းထိုင်တဲ့ခုံလေးထက်တာမလားဝါသိန်းကြီးပြခုံလေးလေကော်ကုန်လေးထက်တာ အဲ့ဒါလည်း step ပဲဆိုတော့စာအုပ်တွေထပ်ထားတယ်စာအုပ်တွေထပ်လိုက်ကြည့် step ပဲအပိုင်းတော့ java script အပိုင်းပိုင်း programming စာအုပ်တွေထပ်ထားတယ်ဘာစာအုပ်ထပ်လဲထပ်ပဲ step 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 အထက်လေးအဲ့ထက်ကိုကျွန်တော်တို့မျက်စိနဲ့မြင်ကြည့်လိုက်ဘာစာအုပ်တွေထပ်တယ်ဘယ်လိုထပ်တယ်ပထမဆုံးအောက်ဆုံးမှာတအုပ်ထပ်တယ်နောက်တစ်ခုဒုတိယတစ်ချက်စင့်စင်ပြီးတော့ပါတာထပ်သွားကဲပြန်လိုချင်တယ်ဟုတ်လားပြန်လို့အပြင်မှာတော့လိုချင်တဲ့စာအုပ်ကိုအောက်ဆုံးကောင်လိုချင်ဘောကောင်ကြီးမှာပြီးတော့အောက်ကောင်မှာလုပ်ပေးတာဆွတ်ထုတ်ပေးတာပရိုဂရမ်ကြီးမှာတော့ကွန်ပျူတာကြီး အပြင်လိုလူမဟုတ်တဲ့အတွက်စွဲချင်လို့စွဲလို့များအစီအစဉ်တိုင်းကျွန်တော်က၃ခုမြောက်ဟာစောင်းယူခြင်းအပေါ်မှာအဲ့၃ခုမြောက်ပုံမှာရှိနေတဲ့ဟာတခုချင်းပါအရင်ဖယ်ပြီးမှအဲ့ကောင်ကိုရောက်အောင်သွားပြီပါအဲ့ကောင်ကိုယူမယ်အဲ့ဒါမျိုးဘာရဲ့သဘောတရားလဲဆိုစတက်ရဲ့သဘောတရားโอเคစတက်ရဲ့နောက်ဆုံးအဲ keywords တခု david ကဘာလဲဆိုရင် lesson pass off အဲ့ဒီအလေးတွေလာတော့မယ် lesson pass off first in first in less out အများကြီးလာနေမယ်အရင်ဆုံး less in first out less in ဟုတ်လား less in အဲ့နောက်ဆုံးမှဝင်ပြီးတော့ fast off အရင်ဆုံးမှလုပ်တာပြန်ထွက်တာမျက်စိနဲ့မြင်ကြည့်လေဟာတနည်းတော့၄၅ချောက်ထက်တာတောက်ထက်တယ်ပထမအုပ်ထက်တယ်ဒုတိယအုပ်ထက်တတိယအုပ်ထက်တယ်တတိယအုပ်ဆိုအော်ဒီနောက်ဆုံးမှထက်လိုက်တာပါထိတ်ဆုံးမှရောက်တခြားအရင်လိုချင်ပေမဲ့သူ့အပေါ်ဆုံးတတိယအုပ်ကိုဖယ်ပြီးမှဒုတိယအုပ်ကိုပါလာမှာလေရမှာအဲ့ဒါဒီဘာရဲ့သဘောတရားလဲ step ရဲ့သဘောတရား online f4 leaf 4အကြိုက်တော့တန်းတော့မထွက်ပါနဲ့ less in fast off ဟုတ်လားအရင်ဆုံးဝင်ပြီးပထမဆုံးထွက်တယ် data structure အကျွန်တော်ဘာလို့ beginner တွေကိုနားချော်မင်းဘာလို့ဒါတွေပြောနေရလဲမဟုတ်ဘူး data structure ဆိုတဲ့စကလုံးကြီးစိတ်နေမှာဆိုလို့ data structure ဆိုဘာမှမဟုတ် array အခြေခံ array ပဲဒါကျွန်တော်တို့ programming foundation မှာသင်ခဲ့တာ array အဲ့ဒီကနေမှအခုပြောင်းပြောင်းလေးတော့ version တွေ version သွားမှာ upgrade တွေမြင်လာပြီ list ဆိုတာဒီလိုပါလား array ပါလားဒါပဲ array တခုလုတ်ချင်ဘလိုပါလားအခုလဲ state တခုဖန်တီးချင်ဘလိုပါလားဆိုတော့ကျွန်တော်တို့ပါတော့မယ်လာမယ်ကျွန်တော်ဒါအဓိပ္ပာယ်ပဲရှင်းပြတော့နော် okay မျက်စိရဲ့မြင်ရပြကဲမို့တယ်ဒါအတူတူပါပဲ လုံးနေတယ်။ Okay ကဲ start ရတဲ့ပဲလို့ပြီးသိဖို့လေကျွန်တော်တို့ဒါတတိကံလေးသုံးခုကျွန်တော်ထပ်ထားတယ်။ကောက်ထပ်လိုက်တယ်။ဟောဒီမှာအောက်ဆုံးကအပြာမြင်အောင်တော့နည်းနည်းထပ်လိုက်မယ်နော်။ဒုတိယကအစိမ်ကိုထပ်လိုက်တယ်။ဒီမှာထပ်တဲ့ပုံစံကိုကြည့်။ဟောဒီကောင်ပထမဆုံး data ထပ်လိုက်ပြီးရင်အစိမ်ထည့်တယ်ပြီးရင်တော့လိမ်မွန်အောင်ထည့်တယ်ပြီးရင်တော့အနက်အောင်ထည့်တယ်။ကဲအနက်ကဲကျွန်တော်အစိမ်အောင်လိုချင်တယ်။ဒီလိုဆွဲထုတ်လို့မရအောင်ဒီမှာတော့ပရိုကွန်ပျူတာအောင်ဆွဲထုတ်လိုက်လို့ရတယ်။ဒါပေမဲ့ step ရဲ့သဘောတရားမရအောင်အစိမ်အောင်လိုချင်သွား အရင်ဆုံးနောက်ဆုံးထည့်တဲ့ less than fast all ဟုတ်ပါနော် less than fast all ဒီကောအဆုံးပြန်သွားပြီးရင်တို့အဲ့ရောက်ဒီမှာကျွန်တော်တို့ဗာလေးရအောင်အစိမ်းရောင်းလေးရဒါဒီ step data structure ရဲ့သဘောတရားဟုတ်ကဲ့နော်ကဲကျွန်တော်ကတော့ကုတ်လေးကြိုရေးထားလိုက်တယ် start of py ဆိုတော့လေ exercise file ထဲမှာလည်းပါတယ်အခု live လုံးနေတဲ့လူသည်ဟုတ်နော်မမြင်ပါနဲ့ဗျကောက်ရေးပေးပါဒါလေးတော့ကောက်ရေးကျွန်တော်လည်းရေးထားတာပဲကောက်ရေးပြီဘာဖြစ်လို့အမင်းကျွန်တော်ဘာလို့ကြိုရေးတာမဟုတ်ဘူး ကျော်ဗီဒီယိုဖိုင်လည်းတတ်တာအောင်မကျွန်တော်တို့ရေးနေတဲ့စလုံးမမတို့ best view ကအန်ဒါကော့ပါကောင်းနေတယ်ဟိုနားထောင်နေတယ်လို့အာယုံတော့တယ်လက်တန်းပြောလိုက်ဒါလေးကော့ရေးလိုက်မှန်အောင်ကော့ရေးလိုက်ဟိုပိုင်းသွင်း signature တဲ့ဟာရောက်ဟို index data ရေးတာဒါဆိုရင် def ရဲ့ binance ဒါဆိုရင်ကျွန်တော်တို့ def ထဲမှာမှာ for ရဲ့ binance for ရဲ့ binance မှာ for signature for ရဲ့ index ကိုရေးတယ်ပြီးဆိုမှာ for အောက်မှာလုပ်တယ် file for ရဲ့ binance ကိုရေးတယ်ဒါပဲကဲကျွန်တော်ဒါလေးကိုတကူစဉ်းစားကြည့်ပိုင်းသွင်းမှာ stack ကို ဘယ်တင် suppose မလုပ်ပြီမဲ့ stack ရဲ့ data structure ပုံစံကိုကျွန်တော်ဗန်ဒီလို့ stack ဒီ less than pass off ပထမဆုံးဝင်ပထမဆုံးထွက်အမ stack ရဲ့သဘောတရားဒီအဲ့အထက်လေးကျွန်တော်တို့ကကြောင်းရင်တန်လေးဖြစ်ဖြစ်ပါဖြစ်ဖြစ်အဲ့အထက်လေးရဲ့ဂုံတက်တွေကိုမှန်းကြည့်လိုက်ဗျာအထက်လေးဒီပထမဆုံး data push ထည့်လို့ရမယ်နောက်တစ်ခု data ကိုဘာလုပ်လို့ရမလဲပြန်ထုတ်လို့ရမယ်ထုတ်တဲ့နေရာမှာရိုးရိုးမဟုတ်နောက်ဆုံးအနေစားထုတ်ရအဲအဲ့ဒီပုံစံကိုဗန်ဒီလို့ရကြည့်မြင်တယ်ဗျာကျွန်တော် stack တစ်ခုကို နမူနာပြတာတော့ကျွန်တော်တို့ class တွေပိုင်းနဲ့ကိုယ့်ကိုဖန်တီးလို့တယ်ကျွန်တော်တို့မ class တော့ဘူးဟုတ်လား class လည်းမတင်ရသေးဘူး class ဒီတော့နောက်သင်ခန်းစာမှာလာမှာဖြစ်ရတော့ကျွန်တော် mind step ဆိုပြီးလဲကြိုက်တဲ့ number page mind step ဆိုပြီးတော့ data structure တခုတည်ဆောက်လိုက်တယ်ဘာပုံစံလေးနဲ့ကဲကျွန်တော်ဘာယူထား square bracket ယူထား square bracket ယူတော့ python ဒီမူရင်းသူ့ရဲ့ data structure မူရင်း list ဆိုတဲ့အမျိုးအစားကနေကျွန်တော်က step ဆိုတဲ့ပုံစံကိုဘာလုပ်မှာလဲဘာရှင်းပြောင်းပြီးတော့ယူတာလုံးရ list ပဲ list.list step ရဲ့လုံးဆောင်ချက်တွေပါနေတဲ့ list အလိုနော် array တော့ array list ရဲ့လုံးဆောင်ချက်တွေပါနေတဲ့ array အဲပထမဆုံး point မှာကျွန်တော် array ဆိုမပြောခဲ့ဘူးနော် spine မှာ array ဆိုလို့ကောင်းကောင်းမရှိဘူး list ကနေစတယ်ဟုတ်လားဟုတ်လားအဲ့လိုသွားမလား okay ဒါဒီတော့ step မှာဂုံတတိနဲ့ပထမဆုံးထည့်ရမယ့်စာအုပ်မှာကျွန်တော်စာအုပ်တို့ဒီစာအုပ်ဒီစာအုပ်ငါ့အုပ်ပဲဆင့်ထည့်လို့ရအောင်ဥပမာဒီစာအုပ်တွေတစ်လက်မှအထူးကြီးရဲ့စာအုပ်၃ခုကိုသူထည့်လို့ရတယ်ဆိုရင်အဲ့ကောင်ရဲ့ data ဆက်နိုင်တယ်ဘယ်နှခုလို့၃ခု step မှာပြန်မြအနေနဲ့ size ရှာကျွန်တော်တို့ step လေးဒီပေးတာပေါ့ size size လေးဘယ်နှခုပဲ data ဘယ်နှခုပဲထည့်လို့ရ သုံးခန်းပဲထည့်ပြရတယ်ကြားတယ်တထောင်ထက်တထောင်ထက်ရတယ်ကြိုက်တယ်လို့ထက် step ရယ် start ကိုကြိုက်တဲ့အခန်းကိုယူလို့ရတယ်ဒါပေမဲ့ဒီညမှာကျွန်တော်နမူနာပြလို့ရပါတယ်ပြရသုံးခန်းပဲရလိုက် step ရယ် sign လေးဒီသေးကောင်းသေးလေးမယ်ဒါပေမဲ့ step ရယ်လုံးဆောင်ချက်ဒီအကုန်လုံးကိုနားလည်သွားလိမ့်မယ်ဒါဒီ step data structure ဟုတ်ကဲ့မလား โอเคมั้ยเนาะဟုတ်ပြီအဲ့ကျွန်တော် stat တကူ list တကူဗန်တီးတယ်အဲ့ list ကို site လို့တကယ်အဆိုရင် stat ရဲ့ function တွေ stat ရဲ့ behavior တွေ stat ရဲ့လုံဆောင်ချက်တွေ stat ရဲ့စွမ်းဆောင်ရည်တွေပါအောင်ကျွန်တော်မလုပ်အောင်လေကိုယ်တိုင် function လေးတွေဗန်တီးရမယ်ဗန်တီးရမယ်ဆိုတော့ def ဆိုတဲ့ keyword နဲ့ function display stat အကြာဒါဒီ display stat ကလိုတဲ့အချိန်ကြည့်လို့ရအောင်ကျွန်တော်ကောက်ရေးလိုက်တာ display stat အ stat ထဲမှာဘာလို့ရှိလဲဆိုတော့တို့သိအောင်လုပ်ကြည့်တယ်အဲ print ဆိုပြီးတော့ stat ဒါ print ရတော့ကိုယ့်ကိုထုတ်လိုက်တော့เนาะအ stat ထဲမှာဒါတွေရှိပါတယ်ဆိုတော့အရင်ဆုံး print ထုတ်ပြန်ပြီးရင်တော့ for နဲ့ပတ်မယ် ဒီမှာ starting မှာတော့ဗားတယ်တာဗားမှမရှိသေးဘူးပြီးမှအောက်ကျမှ data ထည့်ပြီးတော့ထည့်ပြမယ်ထုတ်ပြမယ်ထည့်ပြမယ်ထုတ်ပြဒါပဲ list ရဲ့သဘောတရား crop to ပဲဟုတ်လား list to ပဲနောက် dictionary ရဲ့သဘောတရား data တွေဘယ်လိုထည့်ပြီးတော့ဘယ်လိုပြန်ထုတ်မှာလဲဆိုတဲ့ theory ကိုပဲကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် data structure လို့ခေါ်တာဟုတ်ကဲ့ကျွန်တော်မျက်စိနဲ့မြင်ကြဖေးဖို့ရဲ့ post တွေကိုကြည့် Facebook ရဲ့ post ကတော့ better data structure ကိုတုံးလဲဆိုပြီးတော့ကျွန်တော်လာမယ်ကျွန်တော်လည်းအာတိုင်းရမသိရေးတဲ့လူကိုတိုင်းမသိဒါပေမဲ့ကျွန်တော်ကြည့်ကြည့်လိုက်ခင်ဗျာဒီနေ့တင်နေအခုတနာရီတင်နေဟာနေနှစ်နာရီတင်နေဘယ်ဟာရင်ပေါ်လာလဲနှစ်နာရီရင်တင်နေဟာရင်ပေါ်လာတယ်ဘာဖြစ်လို့လဲတနာရီကအရင်ဆုံးတင်တာမဟုတ်လဲအရင်ညဘာလို့မပေါ်လာသူဒီဒါသူ့ရဲ့ data structure သူ့ရဲ့ဘာလဲ algorithm အတိုင်းသူဘာလို့လဲပြ post တွေကိုနောက်ဆုံးတင်ရင်အဲ့ဒါဆိုတွေးကြည့်လိုက်လေအဲ lesson pass off ဟောပထမ lesson နောက်ဆုံးမှတင်နေရတယ် pass off အရင်ဆုံးထွက်နေတယ် အဲ့အဲ့ theory အဲ့သဘောတရားပဲအဲ့ဆိုရအောင်အာဖေးဖို့ရဆက်တက်သုံးတာအဲ့ဒါတော့မသိကြဘူးလေဟုတ်ကဲ့မလားကဲလောရလေပြောလေးတွေရှော့ပြီးလောလေးနဲ့တက်တယ်ပြရအောင်ကြည့်မယ်ဟုတ်ကဲ့ D4 item ဒီ for in for in full column ဟုတ်ကဲ့ syntax နဲ့ကျွန်တော်ပါလို့တော့အာဒီ item လေးကိုယူပြီး start ထဲမှာရှိကြရတယ်တော့ထုတ်ကြည့်လိုက် start ထဲမှာဘာမှတော့မရှိသေးဘူးဒါပေမဲ့ဒီလို theory ရေးထားတယ်သူထုတ်ပြနိုင်တယ်ကြည့်မယ်နောက်တော့ push method push ကကွက်ကိုရေးတာတိုက်တဲ့နာမည်ပဲတိုက်တဲ့နာမည်ပဲ push ရအဓိကလုံးရ data ထည့်ဖို့အတွက် method expansion တခုကျွန်တော်ဖန်တီးတယ်ဟုတ်လားအဲ့မှာ data ထဲမှာဖြစ်တဲ့အတွက်တော့ data တိုင်းတခု parameter တခုဟုတ်လား argument တခုကျွန်တော်ယူမယ် value ဆိုပြီးတော့နာမည်ပေးလိုက်တယ်ကြားရတဲ့နာမည်ပေးပြီးတော့ပြီး if ဆိုပြီးတော့ကျွန်တော်စစ်မယ် length ကိုစစ်မယ် length ကျွန်တော်တို့သုံးခဲ့တဲ့ length length ဒီပါဘူးဗျာလေ less the list တွေရဲ့အလျားအောင်ပြဒီမှာ list တွေရဲ့အလျားဒီဒီမှာကြီးဘာမှမရှိရဖြစ်တယ်ဒီအချိန်မှာ length စီပါကြ0ပြမှာလေး ဟုတ်ကဲ့အဲကြောင့်ကျွန်တော်တို့စစ်တယ် step ရဲ့ site တန်ငင်းနေသေးသေးထည့်မယ်ဟုတ်ထည့်လို့ရသေးသေးဒီမှာဒီမှာ step ရဲ့ site ဆိုဒီမှာ3ဖြစ်ရယ်ဒီကောင်လေး3ထက်ငင်းနေသေးသေးထည့်မယ်ဒီကောင်3နေရရတယ်ဟုတ်ကဲ့အဲမှာကျွန်တော်တို့က list of append ဒါတကယ်ကျ list ပဲလေ my step ဆိုတကယ်ကျ square bracket နဲ့ယူထားပြီးတော့ဒါဒီပါနော် list အမျိုးစား list အမျိုးစားမှာကျွန်တော်တို့ dir နဲ့ရိုက်ကြည့်ဒါမှမဟုတ် documentation မှာဖတ်ကြည့် append appn ကြီး append ဆိုတဲ့ method ပါတယ် bidding function ပါတယ်အဲ့ဒီကနေကျွန်တော်တို့ဘာလုပ်လဲသုံးလိုက်အပန်းဘယ်လိုလုပ်လဲအပန်းဒီ list တွေကိုဒေတာတွေထည့်ပေးတယ် ဟောအပန်းထည့်ပေးတဲ့ဟာထည့်အဲ့အပန်းမသက်လေးနဲ့ကျွန်တော်တို့ရဲ့ပါရာမီတာလေးကိုဒီမှာအသုံးချလိုက်တယ်ဘယ်ထည့်ထည့်တော့ mind state ထည့်ကိုဝင်သွားမယ်တဲ့ဒါတခုပြီးရင်တော့ ss အဲ့လိုမှမဟုတ် strategy ကပြည့်နေတယ်ဆိုတော့ status ဖူးဟာငါတို့စာအုပ်စင်ပြည့်နေပြီဆိုလို့ပြမယ်စာအုပ်စင်ဆိုတာနမူနာပေးတာပါငါတို့ထည့်တဲ့ data ငါတို့ထည့်တဲ့ data ပြည့်ပြည့်နေပြီလို့ပြောမယ်ပြီးတော့ pop pop ဒီကျွန်တော်ရှေ့မှာလဲ post မှတ်တက်လေးနမူနာပြခဲ့ပေါ့ဒီနောက်ဆုံးဟာကိုဖြုတ်ယူလား post ဒီပါနော်နောက်ဆုံးရဟာကို ဖြုတ်ယူတာဟုတ်ကဲ့သူ step ကိုသွားပြီး internet number နဲ့သွားလုပ်လို့မရဘူးဒါ step ရဲ့သဘောတရားဒီတိုင်းလုပ်ချင်တော့ရဒါ list ကြီးပဲလေဒါပေမဲ့ list ကို version ပြောင်းတာပဲလေဒါသူဒီ permanent တက်နေလမ်းယူလို့ရနောက်ဆုံးဟာကိုကျွန်တော်တို့ထုတ်ယူအဲကြောင့်သူ့ကိုလည်းထပ်စစ်တယ်ဒီ step ဒီ lens ငယ်နေသေးသူရဲ့အဟုတ်ကဲ့0ထက် sorry lens မဟုတ်ပေါ့ဖြုတ်ယူမှာ0ထက်ကြီးနေသေးတယ်ရှိသင့်ကျွန်တော်တို့0ထက်ကြီးမှာကျွန်တော်တို့သူ့ရဲ့ account number တွေရှိနေမှာလေကျွန်တော်တို့ဈေးထားတဲ့ site data တွေရှိနေမှာဟုတ်ကဲ့သူ့ရဲ့ lens ရှိနေမှာကျွန်တော်တို့ဘာလုပ်လို့ရမှာလဲ ထုတ်လို့ရပါတယ်အဲကြောင့်တို့တို့ stat dot pause ဆိုပြီးတော့နောက်ဆုံးအောင်ကျွန်တော်တို့မှတို့ဖြုတ်ယူအဲ့လိုမှမဟုတ်စေ stat is empty ဆိုပြီးတော့ပြဟုတ်ဒီမှာ like ရေးတဲ့အချိန်မှာ index တွေကိုတရီထားပါတော့ဒါဆို d ရဲ့နေပဲဒါဆို for ရဲ့နေပဲဒါဆို if ရဲ့နေပဲဒါဆို s ရဲ့နေပဲတရီထားပြီပဲဟုတ်ပြီအဲ့မှာကျွန်တော်တို့ကဒီပုံစံဒီပုံစံလေးက step လေးတခုပါလို့လိုက်ရတယ်ဖန်တီးလိုက်တာမနော်ဒါ module အနေနဲ့ထားလို့လည်းရတယ်စတက် module ပေါ့ရတယ် module ကပြီးမှနောက်မှာ ဂျူးမော်ဂျူးဆိုနားလေပိုင်းတူမှာသူက original လုပ်တယ် step မှာတော့ရှိရင်လည်းရှိမှာပါဘောနော်ရှာကြည့်အဲ့တော့ now version နေလည်းပိုင်းပါနေမှာဘောလောလောဆယ်တော့ဒီလိုဖန်တီးလို့ရတယ်ဆိုတော့ဗျာ okay အဲ့ဒါနော် post method ကိုစတင်အသုံးပြုပြီးစတင်ခေါ်ပြီး define လုပ်တယ်ပြီးရင် call မှလုပ်လို့မယ် post method နဲ့တော့ start ထဲကို data မျိုးခုထည့်1 2 3လို့ထည့်လိုက်ကျွန်တော်ဘယ်လိုရင်ထည့်လဲ1ကိုရင်ထည့်တယ်2ကိုရင်ထည့်တယ်3ကိုအဲမျက်စိထဲမှာကျွန်တော်အစတက်ဆိုတော့အပြင်လိုကြီးသွားမလို့နဲ့အရင်ထည့်တဲ့ຢာကြီးကိုအော်ဆုံးမှသွားမမြင်နဲ့ကွန်ပျူတာဆိုတော့အစင်တိုင်းခြာပြီ ောင်းမနဲ့ကြည့်တာဘလို့ပေါ့မလဲမျက်စိတဲ့ stack အရင်ထက်တာဆိုတစ်ပေါ်နှစ်ထက်နှစ်ပေါ်သုံးထက်ဆိုသုံးနှစ်တက်လို့ပေါ့မလဲမတင်နဲ့တစ်နှစ်သုံးပဲပေါ့ဗျာဘာလို့လဲကွန်ပျူတာဆင်းနိုင်သွားဟုတ်โอเคမလား display stack ဆိုပဲ stack ရဲ့ data တွေကိုကြည့်ကြည့်မယ်ပြီးရင်တော့ဒါကတော့တသက်ဟာ program load တဲ့နေမှာနည်းနည်းလေးကြည့်လို့ရအောင်ကျွန်တော် import method လေးတော့ under ဘာမှမဝင်နဲ့ခေါ်တိုင်းတော့ကြော်သွားတယ်ဟုတ်ကဲ့နောက်က push လေးဟာစက်ဆန်တာအသုံးခံနေဆန်တာကျွန်တော်ကနောက်တဲ့၄ထက်ထည့်တယ်မဆန့်ရင်မဆန့်နေကြအောင်သူပြောလိုက်မယ် display stack ဆိုပဲကြည့်ကြည့်မယ်ပြီးရင်တော့သူဘယ်လိုပြလဲကြည့်မယ် ဟုတ်လားနောက်တစ်ခု post နဲ့အရင်ဆုံးဟာကိုဖြုတ်ကြည့်ဘယ်ကောင်အရင်ထွက်လဲထည့်တာဘယ်ကောင်အရင်ထည့်သုံးကောင်အရင်ထွက်တာလေအရင်ထည့်တာဖြစ်တဲ့အတွက် let sorry sorry ထည့်တာ1ကိုအရင်ထည့်တယ်2ကိုအရင်ထည့်တယ်3ကိုနောက်မှထည့်တယ် less in pass on နောက်ဆုံးဝင်တဲ့ကောင်အရင်ပြုတ်သွားတာအဲ post နဲ့အရင်ဖြုတ်ကြည့်ပြီးရင်တို့ပေါ်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 အကုန်လုံးထပ်ဖြုတ်ကြည့်မယ်ဟုတ်ကဲ့ဖြုတ်ကြည့်ပြီးတော့ကျွန်တော်တို့ရဲ့ method ဒီ display step ဆိုပြီး step ကိုနောက်ဆုံးအနေနဲ့ကျွန်တော်ပါတော့ကြည့်ကြည့်မယ် okay run ကြည့်မယ် run module ဒါဒီ step ရဲ့သဘောတရားကိုယ်တိုင်လောက်ယူလို့ရတယ်ဆိုတော့ပြဒီမှာကြီး step ကိုကျွန်တော်ကုန်းနဲ့ရှင်ကြီးကိုလိုတဲ့ကုန်းနဲ့ကို run နေတဲ့အရာနဲ့ရှင်ကြီးအဲ့ဒါတော့မှအတက်ပဲဟုတ်လားအတက်ပဲဒီမှာတို့ကကျွန်တော် display step ရဲ့ post ရဲ့ pause ရဲ့ method နဲ့ function နှစ်ခု create လုပ်ထားတော့သုံးခု create အဲ့သုံးခုကျွန်တော်တို့သုံးပြုတယ်ဟုတ်လားအဲ့သုံးခုက background presentation လို့ဆိုတာပြန်တော့ကျွန်တော် post နဲ့တင်းနေသုံးထည့်ဟုတ်တယ်တင်းနေသုံးထည့်လို့သူက display step မှာပါပြတယ်တင်းနေသုံးလားထည့်လိုက်ပြီဟုတ်အစားအစားကျွန်တော်မရှိသေးဘူးလေမရှိသေးတဲ့အောင်နောက်မှလိုးတယ်လို့ထည့် okay အဲ့ဒါအဲ့ဒါ comment ဟောရေးတယ်မှာ ဟုတ်ပြီကျောင်းပိုင်းအနာခေါ်မယ်ခေါ်ရတော့နောက်တော့ဘဲကုတ်ကိုကျွန်တော်ခိုင်းတာလေ post ဆိုပြီးခိုင်းတာလေကြည့်မယ် post ဟာဒီကောင် post သေးလားဟာမရှိတော့ဘူးဟာ post ထောတယ်ဟုတ်တယ်လေအခန်းပြေသွားတယ် static pool ဟုတ်တယ်ပြီးတော့ display step ဆိုတဲ့လုံးဆောင်ချက်ကိုလုပ်တယ်1 2 3 4ဆိုပြီးတော့ for looping ကိုလုပ်လို့တယ်ဟုတ်ပြီပြီးတော့နောက်တော့ဖြတ်ယူတယ် post ဆိုနောက်ဆုံး post ဒီဘဲကောင်နောက်ဆုံးထည့်တာလေတဲ့မျက်စိတည်းဆိုတကယ်ဆိုရင်ကျွန်တော်က step ဆိုရင်အပြင် step ဆိုရင်တော့၃နှစ်တက်လို့မြင်ပါလားဒါပေမဲ့ကွန်ပျူတာတည်းလို့မဟုတ်ဘူးဟုတ်ကဲ့နောက်ဆုံးဟိုအစီအစဉ်တိုင်းသွားတယ် under call ကြီး 哦八票သွားတယ်3票သွားတယ်ဟုတ်ကဲ့နောက်တစ်ခုပို့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 ဆိုနှစ်ဖြုံမယ်ပြီးရင်တစ်ဖြုံမယ်နောက်တစ်ခုမရှိတဲ့အထပ်ဖြုံမယ် display stat ဆိုတာ okay မလားနောက်တစ်ခုသွားပြီးတော့ post ကိုသွားဖြုံလိုက်စမ်းနောက်ဆုံးဖြုံလိုက်တဲ့အချိန်မှာ stat kick amplitude ဟုတ်တယ်လေ0ထပ်ပြီးပါဖြစ်သွားပြီ don greater than 0 0တက်ကြီးလားလို့စစ်တာ0တက်မကြီးတော့ဘူးလေ0နဲ့သူပါဖြစ်တယ်လေညီသွားရင်ရှိမှမရှိတော့ရအဲ့ကြောင့်ဒီနောက်ဆုံး post မှာသူပါအောင်ပြတယ် static empty ပြီးရင်ကျတော့ stack ကိုကြည့်လိုက်တော့ stack မှာဘာမှမရှိတော့ဒါဒီ stack ရဲ့သဘောတရား stack data structure ရဲ့သဘောတရားပါဗျာโอเคမလား beginner နီးနဲ့တော့နားလည်ရ data structure ဆိုတာ၄ echo data ဆိုတာ၄စိတ်မှာဘာဟုတ်โอเคမလားโอเค thank you ဗျာဘာမှမဟုတ်ဘူးလေးလာပေးပါနောက်တော့နော်โอเค thank you ဗျာ